အခုပြပြရမယ့်အကြောင်းကတော့ဘောင်ခိုင်စီးအကြောင်းပါအဲဘောင်ခိုင်စီးကိုဘယ်လိုအချိန်မှအသုံးပြုရလဲဘာတွေအသုံးပြုရလဲဘောင်ခိုင်စီးရဲ့ဘာတွေလဲပေါ့အဲဆိုတော့ဘယ်လိုအချိန်မှအသုံးပြုရလဲလို့ဆိုရင်တော့ကျွန်တော်တို့နေမပြရတဲ့အချိန်မျိုးတွေမှာအဓိကအသုံးပြုလိုရပါတယ်အဲဆိုတော့ဟိုမနက်ပိုင်းကျွန်တော်တို့ဘောင်ကူးတယ်နေရာလည်းရှိရနေနေနေရာလည်းပြင်းတယ်ပေါ့ဗျာအဲနေအဆိုရင်တော့ကျွန်တော်တို့ဘောင်ကူးပြီးဆိုတာနေနေတန်းပြလိုက်အဲ75မိလောက်ပြလိုက်အဲဆိုရင်ရနေလည်းပူပြီးတော့မပြတဲ့နေပူပြမှဆိုရင်ဘောင်တားခိုင်သွားတာတို့အမ် ောင်ပြတ်သွားတာပေါ့အထီအောင်ကျုံရတတ်ပါတယ်အဲဆိုတော့နေပြပြီးဆင်းမဆန်ကနေပြပြီးဒါကောင်းရတယ်အဲဆိုကျွန်တော်ဘောင်ခိုင်းသုံးစရာတော့မလိုဘူးဗျနေပြဆိုနေရလည်းပြောရရင်ဘောင်ခိုင်းစီပဲအတဘောယူပဲအဲဆိုကျွန်တော်ဒီအဓိကအသုံးပြုရမှာတော့ဘောင်ခိုင်းစုပဲရှိမှာအသုံးပြုရလဲဆိုတော့နေမပြရတဲ့အချိန်မျိုးအဲညဘတ်ဒီပေါ့အဲညဘတ်ဒီမှာအဓိကဘောင်ဒီပါကြီးကျွန်တော်ဟိုဘောင်ကူးတယ်ဘောင်ကူးပြီးတော့နေမပြနိုင်အောင်အဲ့ဒီမှာဆိုကျွန်တော်ဒွားရီပိုင်းမှုတ်လိုက်ရေဘောင်ကူးပြီးတော့ရေဒီပိုင်းထိုးပြီးတော့ဒွားရီပိုင်းမှုတ်လိုက်မှုတ်ပြီးသွားပြီဆိုရင် အဲကျွန်တော်ဘောင်းအဲဘောင်း6ဝိုက်ဆိုတာနဲ့ဘောင်းလေးတုံးလို့ရပါတယ်အဲ့ချိန်မှာပဲအသုံးပြုပြရတာပါအဓိကကတော့နေမပြတ်တဲ့အချိန်မျိုးမှာအသုံးပြုပြရနောက်တစ်ခုကကြတော့ထပ်ပြောရင်ကိုယ်အထည်ရွနည်းနည်းလေးလောက်ဆိုရင်တော့ကိစ္စမရှိဘူးဗျာနေမပြတ်လည်းဘာမှမဖြစ်ဘူးကိုကိုကူးရလည်းဘောင်းခိုင်မယ်ဆိုလို့ဗျာကိစ္စမရှိဘူးအထည်ရွရေအတွက်များမှသာဘောင်းခိုင်စီဟိုတုံးတင်တာပေါ့ဗျာဒါပေမဲ့ကိုယ်ကစိတ်မချလို့ဘောင်းခိုင်တုံးမယ်ဆိုလို့ရပါတယ်ခုနကလိုနေနေပြပြီးတော့ဘောင်းခိုင်ဆက်တုံးခြင်းလည်းရတယ် အဲ့လိုပုံစံမျိုးပေါ့အဓိကတော့နေမရှိတဲ့အချိန်မျိုးမှာပဲနေမပြတဲ့အချိန်မျိုးမှာဘောင်ခွန်စီကတုံးပြရအဲ့ဆိုဘောင်ခွန်စီကျွန်တော်တွေ့ကြအောင်ဆိုဘောင်ခွန်စီရဲ့ဘယ်နှမျိုးရှိလဲပေါ့ဒါဆိုရင်ဒါရေးစီအဒါအော်တိုက်ခရိုမိတ်ဒါကတော့ AB ချုပ်စီခေါ်တာတော့နော်အဲ့ဆိုတော့ကျွန်တော်ပုံမှန်တိုင်းဘောင်ခွန်စီကိုဘယ်လိုတုံးလဲဆိုတော့ရေးစီဘောင်ကိုကျွန်တော်စပြောတယ်ရေးစီဘောင်ဆိုရင်ဒီရေးစီတုံးရင်ရတယ်ဗျဒီရေးစီကိုကျွန်တော်ကြီးအတွင်းပြပို့ပေးလိုက်ရင်ရတယ်နော်ဒါရေးစီ ောက်တစ်ခုကကြတော့ဒါကျွန်တော်တို့ပုံကူးတဲ့ဈေးပိုင်းဒိုင်ဒိုင်ရေးပဲဒိုင်ခရိုမေးရေးဒီကောင်ကိုသုံးမယ်ဆိုလို့ရတယ်เนาะကျွန်တော်ပြောရရင်ဒိုင်ခရိုမေးသုံးမယ်ဆိုရင်တော့ဘောင်းအသေးဖြစ်တာဘောင်းအသေးဘောင်းအသေးဖြစ်ဖြစ်သွားတော့ပြန်ချက်ခတ်တယ်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံကဆိုမင်းတော့ဗောင်းခိုင်ဒီကိုကရေစီဒီပါတယ်မရှိဘူးဘာမှမရှိဘူးဗောင်းတိုင်ခုံးမင်းပဲတိုင်ခုံးမင်းနဲ့ပဲဗောင်းခိုင်အောင်လုပ်မယ်ဆိုရင် ဘာလို့ရမလဲဆိုတရက်နှစ်ရက်လောက်ပဲကောင်းနေပဲအရန်တပတ်နှစ်ပတ်လောက်ကြာပါလိမ့်ဆိုတော့ဘောင်တီဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုချက်ချင်းအမ်ကိုကခဏလေးအတွင်းမှာပဲပြန်ပြီးဖြတ်မယ်ဆိုတော့ဒန်ကိုမိတ်သုံးရင်ရတယ်အဲ့အထက်ပူကြီးကြာအောင်မယ်ဆိုရင်ဘောင်ကဘောင်ဘောင်ခံနေဘောင်မခံရုံတင်မဟုတ်ဘဲနဲ့ဗျဘောင်အသေးပါဖြတ်ဖြစ်သွားတယ်နော်အဲ့ဆိုဒန်ကိုမိတ်ကတော့ပူပြင်းတယ်နော်ဒီရေစီရေစီကြတော့ကျွန်တော်တို့ဖြတ်လို့ရတယ်ဒါရေစီပေါ့မော်နော်ရေစီပေါ့မော်ဆိုရင်ဒါကတော့အပြော့ဗျဒီကောင်နဲ့ဒီကောင်သုံးပြီးွားရင်ဆိုရင် ပြန်ဖြည့်ရလွယ်တယ်ဘလော့ကြာဖြည့်ရလွယ်တယ်အဲသူ့ထက်ပူပြင်းတော့တိုင်ဖုန်မိတ်ကိုဒီကောင်ကတော့ပူပြင်းတယ်အဲသူကခုနကပူပြင်းတဲ့ဆိုတော့တပတည်းနှဲလောက်ကြာမယ်ဆိုရင်လေအဲတဲနှဲကြာမယ်ဆိုကြာပြန်ဖြည့်လို့ရသေးတယ်အလုံးကအပတ်နဲ့တပတ်နှစ်ပတ်သုံးပတ်လောက်အဲ့လိုလာနေကြည့်ကြအောင်ဆိုရင်တော့ဒီကောင်ဘောင်ခိုင်ဖြစ်သွားအောင်နော်နောက်ဆုံးတစ်ခုဒါ AB ချုပ်စီဒါ AB ချုပ်စီဒီ AB ချုပ်စီကြတော့ဒါတိုင်ခုံမီထောက်ပူပြင်းနေပြီကျွန်တော်သုံးမှုရဲ့ပုံသုံးကျွန်တော်သုံးမှုရဲ့အတွက်ကြောင့်ဆိုတော့တိုင်ခုံမီထောက်ပူပြီးပြင်းနေတယ် အဲ့ဆိုတော့ဒီကောင်ကတော့ပို့ပြီးတော့ဘောင်ကိုအကြိုက်သုံးမယ်ရေရှည်သုံးမယ်ဆိုတော့ဒီကောင်ကပို့သုံးတင်တယ်အဲ့ဆိုတော့ကျွန်တော်တွေ့ကြဆိုအတွက်ပြောရရင်ကျွန်တော်ရေစီရှိတယ်ဒိုင်ခရိုမေးရှိတယ်အဲဒီအီဗီရှိုးရှိတယ်အဲ့သုံးမျိုးလုံးသုံးမျိုးလုံးရတယ်အပြင်ပြော့ဆိုတော့ဒီကောင်ကအပြော့သုံးမယ်နော်ဒီကောင်ကအပြော့ဒီကောင်ကအလတ်ဒီကောင်ကပို့အပြင်းဆုံးမယ်ဒါကတော့ပြောရရင်ဒါအဲရေစီဘောင်သုံးမျိုးသုံးမျိုးရဒါအစီစီးပေါင်းဆိုရင်တော့ဒီရေစီးကတော့မသုံးသင့်ဘူးဗျာကျွန်တော်တို့ကြောင်ဆိုရင်တော့စီစီးရေစီးပေါင်းဒီအဲစီစီး ATN နဲ့ကူထားတဲ့ဘောင်ကို ညရေစီနဲ့တော့တုတ်လိုက်မယ်ဆိုဘာဖြစ်လဲဆိုဘောင်းတွေပဲ့ထွက်တတ်တယ်ပဲအဲဟိုကူပြီးသားဘောင်းကော်ရဲဆာပဲ့ထွက်တတ်တယ်အဲ့ဒါကော်လဲဆန်တယ်ပဲဒီအဲ့ဒါတော့စမ်းကြည့်မှရမှာနော်အော်ကျွန်တော်ပြောတဲ့ဟာကျွန်တော်အတွက်ကြောပြပြ ATM ပဲချက်ပြောပြီးတယ်တခြားအဲတခြားကူကော်တွေကိုစမ်းကြည့်ဖို့လိုတယ်ကျွန်တော်တို့ပြောဆိုတော့ယူဒန်ကော်ပြားတွေပါဆိုတော့ရေစီဒီသုံးလို့သုံးလို့ရတယ် ATM ကော်သုံးတဲ့သူဆိုရင်ရေစီကတော့မသုံးသင့်ဘူးပြရေစီသုံးလိုက်မယ်ဆိုရင်ဘာဖြစ်လို့ဆိုဘောင်းတွေကပဲ့ထွက်သွားအောင်ဒါကြကျွန်တော်တို့ပြောချက်ပြောပြီးတာပါနော်အဲ့ဆိုတော့ အချင်းကျိုးထပ်ပြောရမယ်ဆိုရင်ဘောင်းခိုင်းဘောင်းဘောင်းခိုင်းစီကိုနေမရှိနေမပြတဲ့အချိန်မှာပဲအသုံးပြရတယ်။မိုးရွာနေတဲ့အချိန်တို့ညဘက်ဘောင်းကူးတဲ့အချိန်တို့အဲ့လိုအချိန်အဲ့လိုအချိန်မျိုးမှာပဲကျွန်တော်ဒီအဘောင်းခိုင်းစီကိုအသုံးပြပြရတာပါပုံမှန်နေရှိတဲ့အချိန်ဆိုတော့ဘောင်းခိုင်းသုံးစရာမလိုပါဘူးနော်။အဘောင်းခိုင်းစီဆိုရင်ဒီမှာကျွန်တော်ကျွန်တော်ဒီလောက်ဆိုရင်ဒါ၃မျိုးရှိတယ်။ဒီ၃မျိုးကိုဟိုတုံးတန်ရရတယ်နော်။ကိုအပြင်းပြော့တွေချိန်ချင်းချင်းချင်းယူတုံးပြရင်ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။